အောင်စာအောင်ခိုင်ကိုကလည်းဒီနေ့မှာကျွန်တော်နဲ့အတူတောင်ပေါ်တက်ပြီးလမ်းလျှောက်ကြမယ်เนาะမနက်ခင်းအိယာထလို့ပတင်းပေါက်ကနေကြည်လိုက်ရတာနဲ့ဒီရှုခင်းလေးကိုတွေ့ရပြီးတော့ ။အယံကိုตายရတဲ့ခံစားမှုကိုပေးပါတယ်။အိမ်လေးတွေက တောင်ဆောင်လေးတွေမှာဆောက်ထားပြီးတော့အေးချမ်းတိတ်ဆိတ်ပြီးအယံကိုตายရပါတယ်။ကျွန်တော်တို့ဖျားချောင်းဆောက်ထားတဲ့ထိုးတောင်ပေါ်ကိုအတူတူပါလမ်းလျှောက်ထွက်ခဲ့တဲ့မနက်ခင်းလေးပါ။ဒီချိန်ကတော့ຫນွေຢາດີဆိုတော့ ရန်မချမ်းဘူးပေါ့မနှက်ပိုင်းလေးရအနေတော်လေးပဲအဲတောင်ပေါ်ဖြစ်တဲ့အတွက်ကြောင့်မလို့နေခင်းဆိုတဲ့အနေတော်လေးပဲပေါ့ဆောင်းတွင်းဆိုရင်တော့တဲ့အရန်ချမ်းလို့အလွေးတဲ့တစ်ထပ်ထဲတော့မှမရဘူးပေါ့တော်တော်လေးချမ်းတဲ့ဒေသဖြစ်ပါလေတဲ့တောင်ထိတ်ဆုံးရောက်လာတဲ့ခါမှာတော့ဒါ church ပေါ့နော် church ကိုရောက်သွားတယ်သူတို့ဆောက်ထားတဲ့ church လေးပါ thank you

得看手对啊，光得看手气。 တော့အခက်ဆုံးပဲပေါ့လောဘကိုဟိုကြောက်တုံးနေလေကားတွေမရှိပဲနဲ့တကယ်ဇောက်ကိုဆင်းရတာပေါ့ဒါအတိအကျွန်တော်တို့ကိုပညာစမ်းတတ်တာလားတော့မသိဘူးပေါ့ ားတစ်ခုသဘောကျတာကလန်တလန်လုံးမှာလို့ကျွန်တော်မမြင်ဘူးတဲ့ပန်းပင်တွေအပင်တွေအသီးတွေအများကြီးတွေ့ရတာဒါကတော့အတွေ့အကြုံအစ်တစ်ခုပေါ့နော်တောင်ခြေရောက်တဲ့အခါမှာဒီနေရာလေးကတော့ဒီလိုအလုံးလုံးဖို့လှုပ်ထားတဲ့နားဖို့လှုပ်ထားတဲ့တီးတန့်အဆောင်လေးပေါ့။အရန်ကိုတာရတယ်။နားထဲလိုက်တဲ့အခါမှာအရန်ကို relax ဖြစ်ပြီးတော့အေးချမ်းသွားတယ်။ ီဆောက်အောင်လေးကတော့အတီးကိုတိုင်းဒီဇိုင်းဆွဲဆောက်တာလေ guest house လေးတဲ့လူ10ယောက်15ယောက်လောက်အေးဆေးနေလို့ရတယ်ရမ်းตายရတယ်နေရာလေးအိမ်လေးကနှစ်ထပ်တသက်ရရလေးတန့်ရှင်းရှင်းလေးပေါ့တော်တော်လေး patience ရတယ်ကျွန်တော်တော့ patience သိပောက်ပါအာ တကားပွင့်လိုက်တဲ့ကံမှာအလိုဝရန္တာချိန်နေတဲ့ချိန်နှစ်ဖက်ရှိတယ်ဒီဝန္ဒကနေရှုခဲနေကိုလှလှပပကြည့်ရှုခံစားလို့ရတယ်။ယန်းဒီလိုကောင်းတယ်။မြောင်းမယ်။ ျမ်းသာရတယ်เนาะအိမ်လေးတွေအားလုံးကစင်တူလေးတွေကြီးပဲတတရရတတရှင်ရှင်တတရရလေးနဲ့အလုံးတွေရသည်တို့မတော်လျောက်အနာပြေဖို့ကောင်းဆုံးနေရာလေးပါเนาะ Let's go down